ဆမ်လာထရိုင်းရရဲ့အခွန်ဆိုင်ငါမှုကြောင့်ကမ်စော့ရှယ်ယာများမြင့်တယ်လားအမေရိကန်တမရဒေါ်နယ်ထရပ်ကစီးကျက်ခွန်နေရရရဆိုင်လိုက်ကြောင်းကြေညာပြီးနောက်အမေရိကန်စော့ရှယ်ယာတွေပြန်လည်မြင့်တက်လာတာကို AP9 ရဲ့နေကရိုက်တာသတင်းမှပါရှိပါတယ်အမေရိကန်စော့ရှယ်ယာတွေပြန်လည်မြင့်တက်လာသလိုတစ်ဖက်မှာလည်းဒေါ်လာဈေးတွေမြင့်တက်လာတယ်လို့သိရပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀ကျော်ကနောက်ဆုံးမြင်တွေ့ခဲ့ရတဲ့အခက်ခွန်တွေမြင့်တင်မှုစီမံချက်တွေက စီးပွားရေးကြဆဲမှုကိုသုံးဖို့ခဲ့တယ်လို့ပြီးခဲ့တဲ့သတင်းပတ်အတွင်းကတမရထရိုက်ရဲ့စစ်ချက်ခွန်တဲ့ကောက်ခံမှုကြီးညာချက်ကြောင့်ရပိုင်းအတွင်းဈေးကွက်မငြိမ်မသက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်ပြီးခဲ့တဲ့သတင်းပတ်ကအမေရိကန်တမရထရဟာနိုင်ငံပေါင်း၁၀၀လောက်ရဲ့အသွင်းကုန်တွေအပေါ်မတူညီတဲ့ပမာဏနဲ့အခွန်သွင်းပြမှုကိုကြီးညာခဲ့ပါတယ်အထူးသဖြင့်အာရှနဲ့အာဖရိကနိုင်ငံတို့တော်တော်များများဟာမြန်မာရဲ့အခွန်စည်းကြမ်းမှုရခိုင်နှုန်းပမာဏတွေကိုရင်ဆိုင်ခဲ့ရပါတယ် အမေရိကန်အစိုးရရဲ့အခေါ်မူဝါဒအသစ်တွေကိုကြေညာပြီးနောက်ပိုင်းနိုင်ငံတကာရှယ်ယာဈေးကွက်တွေမှာလည်းဆိုးဆိုးရွားရွားကျဆင်းမှုတွေကြုံလာရပါတယ်။ Try ရဲ့အခွန်သတ်မှတ်ချက်အသစ်တွေဟာနိုင်ငံတွေအကြံတင်မမှုနဲ့ကုန်သွယ်ရေးစစ်ပွဲအတွင်းအားပြိုင်မှုတွေကိုမြင့်တက်လာစေနိုင်ကြောင်းဝေဖန်မှုတွေရှိနေပေမဲ့လည်းစီးပွားရေးဝန်ကြီး Howard Lunick ကတော့အမေရိကန်ဟာစီစဉ်ပြီးသားအခွန်စည်းကမ်းမှုတွေကိုရှေ့ဆက်အကောင့်ထဲပို့သွားမှာဖြစ်တယ်လို့ပြောကြားထားပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။